ဒိုတာဝန်အရေး၃ပါးကနေပြီးတော့မှအခုမင်းအောင်လိုင်လက်ထက်မှာဒိုတာဝန်အရေး၄ပါးဖြစ်သွားပြီဆိုတာမိတ်ဆွေတင်သိပြီပြီလားဒိုတာဝန်အရေး၃ပါးပြီးတော့အစုမပြိုကွဲရေးအိုင်နာစီလုံးညီညွတ်မှုပြိုကွဲရေးအချုပ်ချာအာနာတည်တံ့ခိုင်မြဲရေးအပြင် အခု၄ချက်မြောက်အနေနဲ့၄ချက်မြောက်အရေးအနေနဲ့တရုတ်အာနာတည်တံ့ခိုင်မြဲရေးဆိုတဲ့အချက်ချက်ကို ဘဘကြီးမဲအောင်လိုက်မှာအစူပြူတင်သွင်းလိုက်ကြောင်းတည်ရင်ရရှိပါတယ်ရှင်ပုံမြဝတီ MRTV မြန်မာပြည်ဖို့တိုင်းနာညီကောင်မောင်လမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့ပြောမယ့်တည်ရင်ကဘယ်အရာနဲ့ဆက်စပ်နေတည်ရင် ဒေါတာဝန်အရေး၃ပါးကနေပြီးတော့မှအခုမင်းအောင်လိုင်လက်ထက်မှာဒေါတာဝန်အရေး၄ပါးဖြစ်သွားပြီဆိုတာမိတ်ဆွေသင်သိပြီလားဒေါတာဝန်အရေး၃ပါးပြီးတော့အစုမပြိုကွဲရင်အိုင်းနာစီလုံးညီညွတ်မှုပြိုကွဲရင်အချုပ်ချာအာနာတည်တံ့ခိုင်မြဲရေးအပြင် အခု၄ချက်မြောက်အနေနဲ့၄ချက်မြောက်အရေးအနေနဲ့တရုတ်အာနာတည်တံ့ခိုင်မြဲရေးဆိုတဲ့အချက်ချက်ကို ဘဘကြီးမဲအောင်လိုက်မှအစူပြုတင်သွင်းလိုက်ကြောင်းတည်ရင်ရရှိပါတယ်ရှင်ပုံမြဝတီ MRTV ဟုတ်ဟုတ်ကဲ့ပါဒီနေ့မှာတန်းနေတဲ့တင်ကဘင်္ဂလားရှေ့ကနေမြေကို ကျူးကျော်ဖို့အတွက်တည်င်းစားလာပြီဒါကြောင့်ကျွန်တော်အနေနဲ့အစာကလေးကပြောမှုတွေတည်င်းအချက်အလက်တွေကိုဆက်ဆက်ပြီးတော့တွေးပါဘယ်အရာမဆိုတည်င်းအချက်အလက်တွေကို တွေးတာလည်းမယုံပါနဲ့ဒီလိုပြောတဲ့အကြောင်းအရာမှာကိုကိုတိုင်းတည်င်းအချာလက်ကိုမသိပဲပေါက်ပန်းစေကောက်ပြောနေတယ်ဆိုပြီးတော့တဖာပိတ်ပိတ်နေတဲ့ကျွန်တော်တို့ရခိုင်လူမျိုးတချို့ပို့ပြီးတော့တီးစေခြင်းနဲ့ကော်မတီမှာပေါက်ပန်းစေလာရည်တယ်ဆက်ဆက်ပြီးတော့တွေးဖို့အတော်ပဲပြောတာဘာလို့လဲအခုရခိုင်ပြည်အရင်နဲ့ပတ်သက်တဲ့တည်င်းမို့လို့ကျွန်တော်အနေနဲ့ ဆက်ဆက်ပြီးတော့တွေးမယ့်အကြောင်းလေးတွေကိုဆက်ပြီးတော့ဟိုအပတ်ကလည်းကျွန်တော်အနေနဲ့ပြောပြပြီးဖြစ်တဲ့ဒါကြောင့်ဘင်္ဂလားဒေ့နဲ့ပတ်သက်လာပြီဆိုရင်တရားမှာ20ရာခိုင်နှုန်းတော့ယုံလို့မရဘူးဒီနေ့တန်းနေတဲ့တင်ကပို့ပြီးတော့ကိုဘင်္ဂလားဒေ့ကဘာတွေဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်အနေနဲ့ဖတ်ကျူးမျှဝေတင်ဆက်သွားမှာပဲဖြစ်ပါတယ် ဒါကဆိုရှယ်မီဒီယာတွေပေါ်မှာဒီနေ့တန်းနေတဲ့သတင်းဖြစ်တယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးအကြီးဆုံးပါတီတခုဖြစ်တဲ့ဂျာမန်အစ္စလာမီ GLP ပါတီကတရုတ်ကွန်မြူနီ CCP ကိုယ်စားလှယ်များနဲ့ယမနေ့ဧပြီလ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တွင်တွဲဆုံစဉ်မှာရခိုင်ပြည်နယ်၌ဘင်္ဂလီများအတွက်လောလောသောပြည်နယ်တစ်ခုတည်ထောင်ရန်အဆိုပြုတင်သွင်းခဲ့ကြောင်း ဘင်္ဂလားဒေ့သတင်းဌာနများကပေါ်ပြသည့်ဒါဂါမျိုးကြီးဟိုဒီတခုအတွင်းတွင်ပြုလုပ်ခဲ့သည့်အဆိုပါတွေးဆောင်ပွဲအပြီးပါတီ၏ဒုတိယအကြီးအကဲဖြစ်သူဆေယာဒစ်အာဘတ်ဒူလာမိုဟာမက်တီရာဟက်ကသတင်းထောက်များအားဘင်္ဂလားဒေ့မှာဘင်္ဂလီတိဒါသမားနှစ်သန်းကျော်နေထိုင်ကြပြီးလူသားမဆန်တဲ့ဘဝတွေကြုံတွေ့နေရတဲ့အစာအသောက်နဲ့ အမှုအကာပဲပြေးနေတာကပြဿနာရဲ့အဖြေမဟုတ်ဘူးဟုသတင်းထောက်များကိုပြောကြားသည်ဝင်းကလေးများသည်ရင်းကေသို့ကိုပိုင်နေတွင်ပြန်လည်နေထိုင်ခြင်းနှင့်ရခိုင်ပြည်နယ်တွင်လောလောသောပြည်နယ်တည်ထောင်ခြင်းတို့ဖြင့်လက်ရှိပြဿနာများကိုဖြေရှင်းရန်တေဟာရကဆိုပြုခဲ့သည်တရုတ်သည်မြန်မာနှင့်ဆက်ဆံရေးနီးကပ်သည့်အဆိုပါလုပ်ငန်းစဉ်တွင် အရေးပါသောအခန့်ကဏ္ဍကပါဝင်နိုင်နေဟုလေဟာရကဆိုထားသည်တွဲဆောင်စဉ်အတွင်းဒေတာအတွင်းငိမ့်ရှာရေး CCP ပါတီနှင့်ဆက်ဆံရေးတိုးမြင့်ရေးအတွက်ကိုလေဆွေးနွေးခဲ့သည်ထို့ပြင်တီစတာဒေတာတွင် ရေကာတာတစ်ခုတည်ဆောင်းရန်ဒုရယာမြောက်ရပ်ပတ်တာတွင်တရားနှင့်ရင်နစိတ်ကများတည်ဆောင်းရန်တယုံဤရင်းနီမြုံနာမှုတောင်းဆိုခဲ့သလိုဘင်္ဂလားရှ်ကျောင်းသားများအတွက် တရုတ်အစိုးရမှပညာပင်စုများပေးအပ်ရန်လဲတောင်းဆိုခဲ့သည်အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့်သမတ်ခံထားရပြီးအိန္ဒိယနိုင်ငံစံကျင်သည့်တပေါ်တာရှိသည့် JLPD ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BRP နှင့်ယခင်ကညွန်ပေါအစိုးရတွင်ပါဝင်ပူပေါင်းပြီးတော့2013ခုနှစ်တွင် ပါတီမှတ်ပုံတွင်မှဖြတ်သိမ်းခံခဲ့ရသည်သို့တော်လက်ရှိတွင်မင်္ဂလာရှိနိုင်ငံ၌ စီဘွားရေးပညာရှင်ပါမောက်ခမိုဟာမက်ယူနွယ်ကဦးဆောင်သည့်ဂျာကာလာအစိုးရက2024ခုဩဂုတ်လတွင်ပါတီအားပိတ်ပင်တာမြင်မှုဖြတ်သိမ်းခဲ့ပြီးတော့ယခုအခါထိုပါတီသည်နိုင်ငံရေးလှုပ်ရှားမှုများကိုပြန်လည်လှုပ်ဆောင်နေသည်ဒါကမြန်မာနောက်အတည်ထားတဲ့တည်းဘောမလော်ဘီတွေဖြစ်တဲ့ကျော်စိုးဦးလူကလည်းပြောထားတာရှိပါတယ်အခု Western Media တည်းမွတ်စလင်များအတွက်ရခိုင်ပြည်ကို ဂျီနေထူထောင်ပေးရန်ဘင်္ဂလားရှ်ရဲ့ပါတီတခုကအဆိုပြုတွင်တွင်မွတ်စလင်လူမျိုးများအတွက်ရခိုင်ပြည်ကိုတိချလွတ်လပ်သောဂျီနေထူထောင်ပေးရန်တရုတ်ပွန်မြူနီပါတီနှင့်တွဲဆောင်စဉ်ဘင်္ဂလားရှ်၏အကြီးဆုံးပါတီတခုဖြစ်တဲ့ GLP ကအဆိုပြုတောင်းဆိုလိုက်သည်တရုတ်ပွန်မြူနီပါတီ CCP မှမွတ်စလင်များနှင့်ဘင်္ဂလားရှ်၏အကြီးဆုံးပါတီဂျာမန်အစ္စလာမီ GLP ပါတီတို့၏ယနေ့ဧပြီလ28ရက်နေ့တွင် ဒါကာမြို့၌တွဲဆောင်စဉ် GLP ဘာမာတောင်းဆိုခဲ့ခြင်းဖြစ်သည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မွတ်စလင်လူဦးရေတစ်ဒါသမာ2တန်းကျော်ချီပြီးရခိုင်ပြည်ထဲတွင်လည်းမွတ်စလင်များချီးနေကလူသားမဆန်သော လုပ်ရမ်းများအတွက်အစအတော့နှင့်အမှုအကာများပေးခြင်းမှလည်းပြဒနာဤအဖြစ်မဟုတ်ကြောင်း GLP ကပြောကြားခဲ့သည်ထို့ကြောင့်ပြဒနာဤဖြေရှင်းဤဖြစ်သော မွတ်စလင်များအတွက်ကိုပိုင်းမြေပေါ်မှာရခိုင်ပြည်တွင်ပြန်လည်နေထိုင်ရေးအတွက်ရခိုင်ပြည်ကိုလောလောဆောပြည်နယ်တစ်ခုထူထောင်ပေးရန်လိုအပ်ကြောင်း JLP ကဆိုသည်တရုတ်အစိုးရသည်မြန်မာနိုင်ငံနှင့်နိကတော်ဆက်ဆံရေးရှိပြီးမွတ်စလင်များအတွက်ရခိုင်ပြည်လွတ်မြောက်ရန်အရေးပါသောအခမ်းအနားများကဆောင်ရွက်ပေးနိုင်သည်ဟုပြောသည်ရခိုင်ပြည်မျိုးနေ19မျိုးနေအနက်စစ်လေးကိုအာရခတ်တော်အေကတင်ပိုက်ထားပြီးကြံ၃မျိုးကိုလည်းတင်ပိုက်ရန်မှာနိကတ်နေပြီဖြစ်သည် မုစလင်အများစုရှိသောပူးတိတော်မောင်တော်ယသေးတော်ဒေသာတို့တွင်အာရခတ်တတော်အေကတိမ့်ပိုက်ထိန်ချုပ်ထားသည်ဘင်္ဂလားရှိအစိုးရကမုစလင်ဒုက္ခသည်များနေရပြန်ပိုးနိုင်ရေးအတွက်အာသွန်ခေါ်ဆိုင်ကျိုးပန်းနေပြီးတော့ကုလသမဂ္ဂအဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်နေသည်ကုလသမဂ္ဂအဖွဲ့အကြီးအကဲဂူတာတွေကမုစလင်များနေရပြန်နိုင်ရေးအတွက်အာရခတ်တတော်အေနှင့် ထီးတွဲဆက်ဆံမှုများပြုလုပ်သင့်သည်ဟုဘင်္ဂလားဒေ့အစိုးရအဖွဲ့အားတိုက်တွန်းပြောဆိုထားပြီးဘင်္ဂလားဒေ့အစိုးရကမှမွတ်စလင်များနေရပြန်ရေးအတွက်အာရာခတ်တပ်တော် AA နှင့်ထီးတွဲပြောဆိုမှုထက်အာလာသိန်းစစ်ကောင်စီနှင့်ထီးတွဲဆက်ဆံမှုများနေသည်ထောင်ချီသောမွတ်စလင်များအားနေရပြန်ပို့မည်ဟုဧပြီလပထမအပတ်ကပြုလုပ်ခဲ့သည့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှအစည်းအဝေးတစ်ခုတွင်အာနာသိန်းစစ်ကောင်စီနှင့်ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့တို့ဆွေးနွေးခဲ့ကြောင်းကိုလည်းသိရသည် ဒါက Western UA တင်ထားတဲ့တည်နှပုံဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့တည်အချက်အလက်များကိုဆက်ဆက်ပြီးတော့ကျွန်တော်တို့ရခိုင်နေအနေနဲ့ဆက်ဆက်ပြီးတော့တွေးပါတွေးသမျှတည်ကိုမျိုးလုံးစုံမိပြီးမယုံပါနဲ့ဆိုပြီးတော့ကျွန်တော်အနေနဲ့ပြောကြားခဲ့တာကြီးတယ်။ဒီအပေါ်မှာ complaint တက်ပြီးတော့အမျိုးမျိုး comment တွေမှလာပြီးတော့ပလိန်နေကြတာတွေများပါတယ်။ဆိုတော့အခုတက်လာတဲ့တည်အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘယ်လိုသုံးသပ်ကြမလဲ။ရခိုင်နေအနေနဲ့ မျက်လုံးဇုံမဲပြီးတော့နေရမယ့်အချိန်တော့မဟုတ်တော့ဘူးကျွန်တော်အနေနဲ့အမေရိကန်ကစာနေရိခာနဲ့လက်နက်တွေထောက်ပံ့ပြီးတော့ဘင်္ဂလားဒေ့စ်စစ်တပ်တမတုံးခုကနေပြီးတော့အရခတ်တော်အေနဲ့ရှင်းတူစီအန်အပ်ကိုပူညီမေဆိုတဲ့သတင်းဆောင်ပါကိုမဖြစ်နိုင်ပါဘူးဆိုပြီးတော့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟုတ်ပြီလားကျွန်တော်တို့တွေးရမှာကအခုအချက်မှာကလည်း ဘင်းစတာအစည်းအဝေးမှာဘင်္ဂလားဒေ့ရဲ့အစိုးရနဲ့မြန်မာစစ်ကောင်စီကဗားတွေပြောခဲ့တဲ့လေဒီအချက်ကိုတွေ့ရမယ်ပြီးရင်လွန်ခဲ့တဲ့3လကဘင်္ဂလားဒေ့ဒုက္ခသစ္စာမှာဒုက္ခတွေတွေကိုစစ်တင်နံပေးပြီးတော့အာရခတ်တော်အေကိုတိုက်ပါမယ်ဆိုပြီးတော့ပေးထားတဲ့အချက်ပထမတစ်ခေါက်ကျွန်တော်အနေနဲ့ပြောခဲ့ပြီးပြီဒီအချက်ကိုတွေ့ရမယ်ဒီအချက်ကိုတွေ့လို့ပြီးရင် နောက်တစ်ချက်ကိုဘယ်အရာကိုတွေးရမလဲဆိုတော့အာစာကောင်းဆောင်အာတာဦးလာကိုဖမ်းရကိစ္စဒီဟာကလေလောက်ကွာနိုင်ငံရေးလေကွာဒီအရာကိုတွေးရမယ်အခုနေမြေလူမှုအကွက်ကြကြစဉ်းစားတာကဒါကငကိုကလေးကဥနုအစိုးရချုပ်ဖဲတဲ့ဇလံဥနုချုပ်ဖဲတဲ့ဇလံကရခိုင်ပြည်မှာအခုထိတခါမှ မပြီးဆုံးနိုင်သောဇလံဒီဇလံဖြစ်နေတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်မှာ အစားကလေးကပလာတာပြောတဲ့ဒုတာဝံအရေး၃ပါမဟုတ်ဘူးဒုတာဝံအရေးလျော့၄ပါဖြစ်နေပြီဆိုတာကို ထောက်ပြခဲ့တယ်လိုအပ်လို့ထောက်ပြခဲ့တာပဲဖြစ်တယ်ဘာလို့လဲမြန်မာနိုင်ငံမှာအခုလက်ရှိဝင်ပြီးရွှေ့နေတာကတရုတ် ဒီတရုတ်ကိုအာကိုပြီးတော့အခုဘင်္ဂလားဒေ့ဒါလေတရုတ်ကစီမံပေးနိုင်ပါတယ်ဆိုပြီးတော့လက်ရှိအာရခတ်တော် AA ကတင်ထားတဲ့နေရာတွေဖြစ်တဲ့ဘူးဒီတော်မောင်တော်ရသေးတော်ဒီအရာတွေကိုသူတို့ကအကွက်ကြကြတီးရှားပြီနေလွလွတ်စွာတောက်ဖို့အတွက်အကွက်ရှားချစီစဉ်ပြီးတော့ဒီ ဘူးသီးတောင်မောင်တော့ရသေးတောင်ဆိုတဲ့ဒေသကိုဘင်္ဂလားရှင်းအချမ်းဘက်ကိုဆွေးသွင်းပလိုက်ဖို့ဟာလကိုကလေးကသူတို့ကြံဆောင်နေတာနှစ်ပေါင်းကမနေတော့ပါဘူးဒီအချမ်းကိုလေကျွန်တော်တို့ရခိုင်နေအနေနဲ့ပြရမယ်ဘင်္ဂလီရခိုင်အရေးအခင်ကဘယ်နှခုဖြစ်ပြီလဲဒီအရာကိုကျွန်တော်တို့ခြေဆက်ပြီးတော့အရာခတ်တော်အေဘူချုပ်အနေနဲ့ကလေးရှင်းပြထားတဲ့အရာတွေရှိတယ် ဒီအရာတွေနဲ့ကျွန်တော်တို့ဆက်ဆက်ပြီးတော့တွေ့ဖို့လိုအပ်တယ်။ဒါကြောင့်လက်ရှိမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေနဲ့နေမည်လူဖို့အတွက်အမြဲတမ်းအကွက်ကိုရှောင်းနေတဲ့ကောင်တွေကိုကျွန်တော်တို့ကျွန်တော်တို့အာရကတတော်အေကလည်းရခိုင်ဒေသမှာနေမည်ဆိုရင်ရခိုင်ဒေသရဲ့စီမီစီကံတိုင်းနေရမယ်ဆိုပြီးတော့အကုန်လုံး လူမျိုးမခွေချဘူးဘာသာမခွေချဘူးအခွင့်အလမ်းပေးထားတာတွေရှိတယ်ဒီလောက်လုံးပေးထားတာတော့အခုနေမျိုးကိုအပိုင်သိမ့်ဖို့အတွက်တီးတန်းတောင်းလာတဲ့အရာပေါ်မူတည်ပြီးတော့ဒီတယုတ်ကဘယ်လိုဖြည့်ရှင်းလာမလဲတယုတ်ကဘယ်လိုဖြည့်ရှင်းလာမလဲဘင်္ဂလားဒေ့ရှ်ကဘယ်အရာတော့မြင်တယ်လဲဆိုတော့ဟိုဘက်မှာ MDA တိုင်ပိုက်ထားတဲ့နာချုံမျိုးကိုသနတ်တစ်ချက်မဖောက်ပင်နဲ့ပြန်ပြီးတော့စစ်ကောင်စီကတိုက်ယူတော့ပါတယ်ဆိုတဲ့တဲ့င်းဒီတဲ့င်းအပေါ်မှာလည်းအခြေခံနေတယ်ဘာလို့လဲဆိုတော့ဒီအပေါ်မှာလည်းအပေးအယူရှိပြီးတော့ကျွန်တော်တို့နောက်တစ်ဖက်ကိုစဉ်းစားကြည့်မယ်ဆိုရင်တယုံနဲ့စစ်ကောင်စီကဘာတွေအပေးယူလုပ်ထားတဲ့လက်ရှိကြောက်ပြူမှာကလည်းအပြင်းအထန်တိုက်ပွဲတွေဖြစ်နေတယ် ဒီအပြင်းအထန်ဖြစ်နေတဲ့တိုက်ပွဲတွေအပေါ်မှာမူတည်ပြီးတော့လေတရုတ်စီးပွားရေးဆောင်ရှိတဲ့နေရာကွက်ကွက်ကလေးလောက်ပဲကြံပြီးကြံတဲ့အရာကိုအရာခတ်တတော်ကထိန်းချုပ်ထားပြီးဆိုတဲ့အကြောင်းရင်းကိုလည်းတည်င်းတွေမှာဆက်လက်ပြီးတော့ကျွန်တော်တို့တရေရေးတန်းနေမပြောအသင်လို့မပြောတာပဲရှိတယ်ဆိုတော့ကအခုဖြစ်ပြနေတဲ့အကြောင်းတွေကိုဆက်ဆက်ပြီးတော့တွေးမယ်ဆိုရင်ဒီတရုတ်က ကြောက်ဖြူကိစ္စနဲ့ပတ်သက်ပြီးတော့အခုဘာတွေအရဟတ်တတော်ကိုဝင်ရှုံးမလဲနောက်တစ်ဖက်ကစဉ်းစားရမှာကအရဟတ်တတော်အေဘူရှော့အနေနဲ့ကလည်းတရုတ်စီကကြီးတောင်းတောင်းယူထားတာအကူအညီကျေးဇူးခံကျေးဇူးကမ်းဆိုတာမရှိဘူးဒီတော့ဒီပြဿနာမှာဖြစ်ပေါ်လာမယ့်အရေးကိုကျွန်တော်တို့အနေနဲ့နားဆွင့်ပြီးတော့ တက်လာမဲ့တဲ့အချာလာများကိုရခိုင်ပြည်သူလူထုတရားအနေနဲ့အမြဲတမ်းအာယုံစူးစိုက်နေဖို့လိုအပ်တယ်။ပြီးရင်လက်ရှိအနေအထားမှာလည်းအာရခတ်တော်အေနဲ့အာစာတို့ ARSA တို့ RSO တို့နဲ့ယခုလေးတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်တာတွေကြီးနေတယ်။ဒီတော့ရခိုင်ဒေသလုံခြုံဖို့ရခိုင်ဒေသလွန်မြောက်ဖို့ ရခိုင်ဒေသအေးချမ်းဖို့အတွက်လက်ရှိမှာသာပေါင်းနှုံနဲ့နေမြေသိမ့်ပိုက်ဖို့ကြိုးစားနေတဲ့ဒီကောင်တွေရဲ့အကြံစီကိုကျွန်တော်တို့အမြဲတမ်းချိန်ဆမပြတ်နားထောင်ပြီးတော့မှန်လေးတတိအချာလာများကိုယူပြီးတော့ကျွန်တော်တို့ဆိုရှယ်မီဒီယာပေါ်မှာလည်းဖြန့်ဝေပြီးဆိုရှယ်ရဲ့တိုက်ပွဲတစ်ခုအနေနဲ့ကျွန်တော်တို့ ိုက်ပေးဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ထောက်ပြပြောဆိုရခြင်းမျိုးဖြစ်ပါတယ်ဆိုတော့နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာအချင်းအရာများကိုကျွန်တော်တို့မျက်လုံးဖွင့်နာဆွင့်ပြီးတော့ကျွန်တော်တို့လုံသိန်းလုံထိုက်တာကိုရခိုင်ပြည်သူတရအနေနဲ့လုံဖို့လိုအပ်တယ်ဆိုတာကိုပြောရင်ဟုတ်ကဲ့ပါမင်္ဂလာပါဒီဗီဒီယိုဖိုင်ကိုဒီညမှာပဲညီကုန်းချုပ်အဆုံးသတ်ပါတယ် ကျေးဇူးနဲ့ကြတဲ့မိဖပြည်သူများစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းပေါင်းတဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရင်း Bye bye